မင်္ဂလာပါမိတ်ဆွေများအားလုံးကိုကျွန်တော်ရဲ့ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ကတော့စာဖတ်ပြသူဝေယံဖြစ်ပါရခင်ဗျာဒီကနေ့မှာတော့မိတ်ဆွေတို့တကူစာရေးသူဆရာမရေးသားထားတဲ့ချင်ညိုးမှန်နဲ့မှုကင်းဝတ္ထုတူများလို့နာမည်ရတဲ့ဝတ္ထုစာအုပ်ကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေများအားလုံးပဲတူတူလိုက်ပါပြီးတော့နားတော်တာစင်ကြည်ပေးပါအောင်ခင်ဗျာနှုတ်ပိတ်ခါ Greenbud အရက်ဆိုင်၏အနောက်ဘက်တွင်ကားပါကင်ကြီးတစ်ခုရှိသည်။ Greenbud ကလူအရက်စီကားသောအရက်ဆိုင်ဖြစ်သည်။ညစဉ်ထိုနေရာတွင် ကားအများကြီးရှိတတ်သည်။ယနေ့ညတွင် အမျိုးသမီးတဦးလည်းကားပါကင်ထဲမှရှိနေသည်။သူမကတပင်း၏အနောက်ဘက်မှအမောင်ထုတနေရာတွင် မတက်ရက်ပြီးစောင့်ကြည့်နေသည်။သူမနာမည်က Rose အသက်20ရှိပြီ။ဟိုတယ်တွင် တပတ်လင်6ရက်အလုပ်လုပ်သည်။တနေ့လာနေ့မပါ တနေ့လာနေ့များတွင် Rose သည်ထူးခြားသောကိစ္စများလှုပ်လေရှိသည်ယနေ့သည်တနေ့လာနေ့ယာတီဥရုကအေးသည် Rose အင်ဂျီအိတ်ကတ်ထဲသို့လက်ကိုထည့်ထားသည်ဘောင်းမီရှေဝတ်ထားရလအောင် အေးသည့်ညမျိုးဒါပေမဲ့ Rose ကစကတ်တိုကိုသာဝတ်ထားပြီးခြေောက်တွင်လည်းခြေအိတ်မပါဒီလိုဖြစ်နေဖို့ကအရေးကြီးသည်အချိန်နှဲငယ်ကြာတွင်အရက်ဆိုင်အတွင်းမှ အမျိုးသမီးတူထွက်လာပြီးကားပါကင်ကိုဖြတ်ကား အပြာရောင် foot အမျိုးစားကားတစီးစီတို့လျှောက်လန်းသွားသည်အမျိုးသမီးကအသက်50ခန့်ရှိပြီသူမဖြည်းဖြည်းချင်းလမ်းလျှောက်လာသည်တခြင်းတိုတိုလေးညီးလာပြီးအနှဲငယ်ပြုံးနေဟန်ပေါ်သည်သူမူးနေပြီ rose တွေးလိုက်သည်ဒါပေမဲ့သူကားမောင်းတော့မေအမျိုးသမီးကကားစီတို့ရောက်လာပြီးလက်ကိုကားပေါ်တင်ထားလိုက်သည် အစိမ်းရောင်ကိုအင်းကြီးနှင့်မိခိုးရောင်ဘောင်းမီရှိကိုဝစ်စင်ထားသည်ချွေရောင်စပင်ကိုပိုင်ဆိုင်ထားသည် အလွန်အလွန်ကိုရွှေရောင်တန်းနေသည့်သပင်ဖြစ်သည်။အိုးအမလီငါကောင်းသူမပြောသည်နောက်ပြီးကြည်လိုက်သည်အရင်သပင်ကစိုးထားတာပဲနေမှာ rose တွေးလိုက်သည်သူမအိတ်ကတ်ထဲမှပလင်းငယ်လေးကိုယူလိုက်သည်ပလင်းထဲတွင် အနီရောင်အရည်အနှဲငယ်ပါသည်သူမခြေထောက်တွင် ထိုးအနီရောင်ရည်နည်းနည်းလိမ့်လိုက်သည်သူမလှင်လင်းမြန်မြန်နှင့်ကားပါကင်ကိုပတ်ပြီးအပြာရောင် ford ကားစီသို့ပြေးသွားသည် အမျိုးသမီးကကားတကားကိုဖြွင့်လိုက်ရာဂျင်မောင်းနေရာတွင်လဲကြမလို့ဖြစ်သွားသည် သူမရီလိုက်သည်အိုးဒိုရိုသီဘန့်သူမရေရွတ်လိုက်သည် နေမူးနေပြန်ပြီကိုရော့စ်သည်သူမ၏ကားနောက်တွင် ရှိနေပြီးမြေကြီးပေါ်တွင်ဝတ်နေသည်ကားနောက်သို့ဆော့ဆော့ချင်းမှသူမက ခုံထွက်လာပြီးလက်ဖြင့်ကားကိုဘိုင်းကနေအတန်ထွက်အောင်ရိုက်လိုက်သည်ကားရုတ်တရက်ရက်သွားပြီးရော့စ်သည်ကားနောက်ဖက်မြေကြီးပေါ်သို့ လဲကျသွားသည်သူမသည် အနီရောင်အရေကိုလက်ထဲထည့်ပြီးခြေောက်ကိုလိမ့်လိုက်သည်နောက်မြ мян ဆန်ဆန်ကားနောက်ဖက်ကိုပါတုတ်လိုက်သည်ဒရိုဒီဘန့်ကားထဲမှထွက်လာပြီးအနောက်ဖက်သို့လှဲ့လျှောက်လာသည်မြေပြင်ပေါ်မှရိုးစ်ကိုမြင်သောအခါသူမမျက်နှာဖြူဝက်ဖြူရော်ဖြစ်သွားသည်အိုးသူမပြောသည်ဘာဘာများဖြစ်သွားသေးလဲကျမခြေောက်ရိုးစ်ပြောသည်အိုးကျမခြေောက် သူမစတင်ငိုကြွေးလေသည်နောက်ထပ်ဘာဖြစ်သွားသေးလဲဒိုရိုသီဘန်စ်ပြောသည်ထို့နောက်ရော့စ်ခြေထောက်ပေါ်မှအနီရောင်ရေကိုမြင်သွားသည်ဖခင်ရေမင်းခြေထောက်မှာသွေးတွေပါလားဟုတ်တယ်ရှင့်ကားနဲ့ကျမကိုတိုက်မိသွားတာလေအဲ့ဒါကြောင့်ရော့စ်ပြောသည်သူမအငိုရက်လိုက်ပြီးဒေါမန်အပြည့်ဖြင့်ကြည်လိုက်သည်နောက်မှရှိတာမတွေ့လိုက်ဘူးဒိုရိုသီဘန်စ်ပြောသည်ကြည့်မှမကြည့်တာဘယ်မြင်မလဲ ရုသ်ဒေါသတကြီးဖြင့်ပြောသည်အမျိုးသမီးကိုကြည့်ပြီးရှင့်မူးနေပြီဒရိုသီဘန့်ရုတ်တရက်တုန်လှုပ်သွားခဲ့သည်ငါငါဟုတ်တယ်ချစ်စီကအရင်နဲ့ရတယ်ဒီကနေတော့ရနေတာရုသ်ပြောသည်ကျမရဲကို ဖုန်းဆက်မယ်အခုချက်ချင်းပဲမလုပ်ပါနဲ့ကျေးဇူးပြုပြီးတော့ဒရိုသီဘန့်ပြောသည်ငါတကယ်ကို တောင်းပန်ပါတယ်ကျဲကိုတော့မခေါ်လိုက်ပါနဲ့နော်ကျေးဇူးပြုပြီးတော့ဒီမှာ ငါမင်းကိုကူညီပေးနိုင်တယ်မင်းကိုကားနဲ့အိမ်ပြန်လိုက်ပို့ပြီးတော့ကျမရှင်နဲ့အဲ့ဒီကားထဲမှာအတူတူမစည်းချင်ပါဘူး Rose ပြောသည် ရှင်ကမူးနေပြီးတော့မဟုတ်တာ Dorothy Banks ပြောသည်တကယ်ကိုနည်းနည်းလေးတောက်ခဲ့တာဒီလောက်ပဲ"အိုးဟုတ်လားရဲကိုသွားပြောလေ Rose မတ်တက်ရက်လိုက်သည်ခြေောက်ကိုကင်လျက်ရှင်ကားနံပါတ်ကဘလောက်လဲမလောက်ပါနဲ့ကျေးဇူးပြုပြီးတော့ Dorothy Banks ပြောသည်ရဲကိုတော့မခေါ်ပါနဲ့ နားထောင်ငါမင်းကိုကူညီပေးခြင်းနဲ့စေယုံကိုတိုက်စီငှားပေးမယ်တိုက်စီကပေးမယ်ယင်တိုက်မှုအတွက်လည်းပတ်စံဘလောက်ပေးမှလဲ Rose ပြောသည်အင်းအန်ပေါင်း20 Dorothy Banks ပြောသည်50 Rose ပြောသည်ဟုတ်ပြီပေါင်30ဆိုရောဘလို့လဲ Dorothy Banks ပြောသည်50ပဲဒါပေမဲ့ငါပတ်စံအများကြီးပါမလာဘူးပေါင်90အခုရဲခေါ်လိုက်တော့မယ် ရိုးစ်သည်အိတ်ကပ်ထဲမှဖုန်းကိုထုတ်လိုက်သည်။ကောင်းပြီကောင်းပြီဒရိုသည်ဘန့်စ်ပြောသည် ကားထဲမှလက်ဆွဲယူပြီးပေါင်90ရိုးစ်အားပေးသည်။ရိုးစ်ပတ်စံယူလိုက်ပြီးဝေးရာသို့လမ်းလျှောက်သွားခဲ့သည်။သူမကားရထားသည့်လမ်းအောက်ဘက်သို့လျှောက်လာခဲ့သည်။တက်တန်း10နှစ်ရှိပြီဖြစ်သည့်အဖြစ်ရောင် Fiat ကားမျိုးစားဖြစ်သည်။ကားထဲမှထိုင်နေပြီးအမျိုးသမီးကားမောင်းထွက်သွားသည်ကိုစောင့်နေခဲ့သည်။ပြီးမှ Rose အိမ်ပြန်ခဲ့သည်။ နောက်၃ဘက်မြောက်တနေလာနေ့ညနေခင်းတွင် Rose တခြားရက်ဆိုင်၃ဆိုင်တို့သွားခဲ့သည် အရက်မူးနေသောသူသို့မဟုတ် အရက်မူးစပြုတ်နေသောသူကားမောင်းထွက်လာမည်ကိုစောင့်နေသည် တခါတလေတွင်၂နာရီဒါမှမဟုတ်၂နာရီထက်ကြာအောင်ကိုစောင့်နေခဲ့သည် နောက်တွင်သူမသည် အနီရောင်ရေပါသောပလင်းလေးကို ယူလိုက်သည် အနေငယ်ကြာတွင်ယင်တိုက်မှုဖြစ်လေသည်ကားမောင်းသူတွေက Rose ကိုဘယ်တော့မှဂျဲကိုမတိုင်စေခြင်း သူမကိုပတ်စံပေးဖို့အမြဲအစဉ်သိတခါတရံပေါင်90မဟုတ်ရင် ပေါင်100ပေးကြသည် တခါတုန်းကရွှေသွားနှင့်လူဝါကြီးတယောက်ဆိုရင် သူမကိုပေါင်200ပေးလိုက်သည် ထိုတနေ့လာနေ့သည် အလွန်ကံကောင်းသောနေ့ပင် နောက်တစ်ပတ်တနေ့လာနေ့တွင်လမ်းတွင်၌ Green Bird အရက်ဆိုင်နှင့်မလံမကန်းရှိသောအရက်ဆိုင်တစ်ဆိုင်ကိုရှာတွေ့ခဲ့သည်အလွန်ချမ်းရေးသောညဖြစ်သောကြောင့်သူမသည်ကားရင်း၌စောင့်နေသည် နောက်တနာရီကြာတွင်အရက်ဆိုင်အတွင်းမှလူတယောက်ထွက်လာသည်လက်ထဲတွင်ဝိုင်ပလင်းကိုကင်လျက်သူသည်ကားပါကင်တွင်ရပ်ပြီးဟိုဟိုတီတီကြည့်နေသည်ရော့စ်သူ့ကိုစောင့်ကြည့်သည် သူ့ကားကိုရှာမတွေ့ဘူးသူမှတွေ့သည် သူမူးနေပြီတောင်းလောက်ကြာတွင် ထိုလူသည် ကားပါကင်ကိုဖြတ်ပြီးအနီရောင်ဟွန်ဒါကားကြီးစီသို့လျှောက်သွားသည်နှစ်ခါချော်လဲသွားပြီးလဲကြမလို့ဖြစ်သွားသည်ဒါပေမဲ့နောက်ဆုံးတွင်ဟွန်ဒါကားစီသို့ရောက်သွားပြီး တကားဖွင့်လိုက်သည်ရော့စ်သည်အနီရောင်အရင်နည်းနည်းကို ခြေထောက်ပေါ်လိမ့်လိုက်ပြီးကားထဲမှထွက်လိုက်သည်ဟွန်ဒါကားစီသို့ခတ်တုတ်တုတ်လျှောက်သွားပြီးကားနောက်တွင်ဝင့်နေလိုက်သည်ယင်တိုက်မှုဖြစ်ရန် အစင်သင့်စောင့်ဆိုင်နေသည်ဟေ့ဒီမှာရော့စ်မြန်မြန်လေးလှည့်ကြည့်လိုက်သည်မိမတယောက်ကားပါကင်သို့ဖြတ်ပြေးလာသည်အစိမ်းရောင်ကုန်အင်ဂျင်နှင့်မိခိုးရောင်ဘောင်းမီဝတ်ထားသောအမျိုးသမီးရွှေရောင်စပင်ပိုင်ရှင်လက်ထဲတွင်ကင်မရာတစ်လုံးလေးပါသည် ရော့စ်မတ်တက်ရက်လိုက်ပြီးဝေးရသို့လျှောက်သွားသည်ဒါပေမဲ့ဒိုရိုသီဘန့်စ်ကသူ့ထက်ပိုမြန်သည် အမလီမလုပ်ပါနဲ့ဒိုရိုသီအော်လိုက်သည် သူမသည်ရော့စီလက်ကိုဖမ်းဆွဲလိုက်သည်လွန်ခဲ့တဲ့လေးပတ်ကဂရိတ်ဘတ်အရက်ဆိုင်မှာတွေ့ခဲ့တဲ့သူပဲဘာလဲဘသူလဲရှင်ဘာရီပြောနေရလဲရော့စ်ပြောသည် ကျမအိမ်ပြန်နေတာရှင်လက်ကိုလှုပ်ပေးဝိုင်ပလင်းကင်ထားသောထိုလ်လူသည်ခွန်တာကအနောက်ဘက်သို့လှည့်ထွက်လာခဲ့သည် ဟေးဘာရီလေဘာဖြစ်နေကြတာလဲသူပြောသည် မျက်နာတစ်ခုလုံးနီးရဲနေပြီးမျက်လုံးမပွင့်တပွင့်ဖြစ်နေသည်ဒီအမျိုးသမီးလွန်ခဲ့တဲ့လေးပတ်ကကျမစီကနေပေါင်90ယူသွားတယ်ဒရိုဒီဘန့်စ်ကသူ့ကိုပြောသည်သူဟန်ဆောင်နေတာရှင်ကားနောက်မှာနေနေမယ်ပြီးရင်ရှင်ကားနဲ့သူ့ကိုတိုက်မိရဲလို့ပြောမယ်ဒါပေမဲ့တကယ်မတိုက်မိဘူးရှင်းစီကပတ်စံလိုချင်လို့လှုပ်တာ သူကပြောမယ် ရှင်မူးနေပြီကျမရဲခေါ်လိုက်မယ်လို့ပေါ့ရှင်ကမူးနေတော့ကြောက်တယ်ဒီတော့ရဲမခေါ်ရအောင်ပတ်စံပေးရမယ်ကျမလည်းအဲ့ဒီလိုပဲ ဖြစ်ခဲ့တာလေထိုးလူသည် rose ကိုကြည့်သည်ဘာသူပြောသည် rose သူ့လက်ကိုသွဲထုတ်လိုက်သည်ဒါပေမဲ့သူထွက်မပြေးခင်မှာပဲ drothy bands သည်သူ့ဤတခြားလက်မောင်းတစ်ဖက်ကိုဖမ်းဆွဲလိုက်သည်သူ့ခြေောက်ကိုကြည့်လိုက်အောင်ထိုးလူကိုပြောသည်သွေးရည်နဲ့ဘလို့ကြောက်လဲဘလို့ဖြစ်လို့ခြေောက်ပေါ်ရောက်နေရတာလဲ သူမလိန်ထားတာပဲလေရင်တိုက်မှုအတော့အားလုံးအစင်သက်ရှင်လောက်လိုက်တဲ့ရင်တိုက်မှုခဏလေးအတွင်းမှာရှင်ကားနဲ့သူ့ကိုတိုက်မိမယ်ပြီးရင်သူ့အောင်ငိုပြီးပြောမယ်အမလေးကျမချစ်တော့ကျမချစ်တော့ဆိုပြီးတော့ဒါပေမဲ့ဘာမှမဖြစ်ဘူးဟန်ဆောင်နေတာနောက်ဆုံးတွင် ထိုလူသဘောပေါက်သွားသည်သူ့ရော့စ်ကိုစိုက်ကြည့်ပြီးမျက်နှာပုန်နီရဲလာသည်မင်းတော်တော်လေးသူဒေါသတကြီးဖြင့်ပြောသည် သူ့ရော့စ်ကိုတွန်းလိုက်သည် မြေကြီးပေါ်လဲကျသွားသည်ဒါပေမဲ့သူမကို နောက်ထပ်မရိုက်ခင်မှာပဲဒရိုတီဘန်စ်ကသူ့ကိုဆွဲလိုက်သည်မလုံနဲ့နေအောင်သူမပြောသည်ထော်လူပလင်းထဲမှဝိုင်ပလင်းလွတ်ကျသွားသည်မြေကြီးပေါ်ကျပြီးရော့စ်ဘေးနာတွင် ကွဲကျသွားလေသည်ဝိုင်များသည်သူမ၏မျက်နှာနှင့်ကောင်းကြီးပေါ်သို့လွင့်ဆင်သွားသည်ငါဝိုင်တွင်ထော်လူပြောသည် အမျိုးသမီးနှစ်ယောက်ကိုစိတ်ဆိုးမှန်ဆိုးနှင့်ကြည့်ပြီးအရက်ဆိုင်သို့လှဲ့လျှောက်သွားသည် ဝိုင်းသွားဝယ်အောင်မေသူပြောသည်ငါအမျိုးသမီးအတွက် Rose ဖြည်းဖြည်းချင်းမတ်တက်ရက်ပြီးလမ်းလျှောက်ထွက်သွားသည်ခဏနေရော Dorothy Banks ပြောသည် Rose ကြီးသည်ဘာလဲကျမရှင်နဲ့စကားမပြောချင်းအိုးမင်းပြောရမယ်လို့ထင်တာပဲ Dorothy Banks ပြောသည်ဒီမှာကြည့်ငါမင်းပုံတချို့ကိုဓာတ်ပုံရိုက်ထားတယ်မင်းအဲ့ဒီလူရဲ့ကားနောက်မှာနေပြီးစောင့်နေရတဲ့ပုံတွေလေတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ် Rose ရက်လိုက်ပြီး Dorothy ဘက်သို့လျှောက်လှမ်းသွားသည် ရှင်ကျမကိုဘလို့ရှာတွေ့ရလဲ။သူမပြောသည်။ငါညတိုင်းတခြားရက်ဆိုင်ကိုသွားတယ်။ကားပါကင်မှာနေပြီးစောင့်ကြည့်နေတာ။မင်းကိုတွေ့တယ်။မင်းနောက်ထပ်ငွေညှစ်နေရလေ။ငွေညှစ်တာမဟုတ်ပါဘူး။ Rose အလင်းစလိုပြောသည်။သူမူးနေလို့ဒါနဲ့ရှင်လေအဲ့ဒီညကမူးနေတာပဲလေ။ဒါပေမဲ့ငါကားကမင်းကိုမတိုက်မိပါဘူး။ Dorothy ပြောသည်။ရှင်ဘလို့သိလဲ။ Rose ပြောသည်။ရှင်ကမူးနေရလေ။ဟေးမမူးပါဘူး။ အပြောသဘောတက်တက်ပဲတောက်ခဲ့တာအဲ့ဒီလောက်ပဲဒိုရိုသီပြောသည်ငါအိမ်ပြန်ရောက်တော့ပြန်စင်းစားကြည့်တယ်မင်းအဲ့ဒီပေါင်90ကိုလိုချင်တယ်တော်တော်လေးကိုလိုချင်တာငွေညှစ်နှီးပေါင်းမျိုးစုံကိုငါတိတယ်ငါလည်းတစ်ချိန်တုန်းကလိန်ညာခဲ့တဲ့သူပဲလေ rose သူ့ကို စိုက်ကြည့်သည် ရှင်ဘာလုပ်ခဲ့လို့လဲသူမမေးသည်ငါငငယ်တုန်းကပေါ့ဒိုရိုသီဘန့်စ်ပြောသည်ငါအဖေနဲ့အမေကညနေပိုင်းဆိုရင်အပြင်ထွက်လိရှိတယ်ညစာစားတယ် တငယ်ချင်းတွေနဲ့တွေ့တယ်။ရုပ်ရှင်သွားကြည့်တယ်။ငါကဆင်နှစ်ပဲရှိသေးတော့ကလေးထင်းနဲ့ပဲငါ့ကိုထားခဲ့တယ်။ကလေးထင်းကအမြဲတမ်းမင်းကလေးတွေကြီးပဲ။ကျောင်းသူပိုများတယ်။အသက်၁၈၁၉ရွယ်တွေပေါ့။သူတို့ကပတ်စံတော်တော်လူနေကြတာ။ကျောင်းသူတိုင်းမှာပဲ။ငါလည်းပတ်စံကြိုက်တာပဲလေ။ဒရိုဒီဘန့်ပြုံးလိုက်သည်။လွဲပါရဲ့။ပထမငါသူတို့ဘောကောင်းနေပြီးတော့ပြောလိုက်တယ်။ကလေးထင်းကရဲ့တဝက်ကိုလိုချင်တယ်။မပေးရင်အမေနဲ့သွားတိုင်မှာ ဒီအတိုင်းပြောလိုက်မယ်။ရိုက်တယ်၊ရေနွေးပူရဲလက်ထည်တယ်၊စပင်းဆောင်ဆွဲတယ်၊အမောင်ထဲမှာထားခဲ့တယ်။ဒီကိစ္စတွေကတကယ်ဟုတ်တာမှမဟုတ်တာ။ဒါပေမဲ့ကောင်မလေးတွေကငါ့အမိကို ကြောက်တယ်။သူကကြော်ကြားတယ်၊သိလား။ကလေးတွေအကြောင်းကို သူစာရေးတယ်။ TV မှာလည်းအမြဲပါနေတာ။သူစိတ်ဆိုးရင်တော့သဘောမကောင်းတော့ဘူး။ဒီတော့ကလေးထင်းတွေကဘာမှပြန်မပြောတော့ဘဲသူတို့ပတ်စံတော်ကငါ့ကိုပေးတယ်။တော်တော်တော်ရက်ကလေးပဲရှင်က ရော့သ်ပြောသည်ဟေးငါမတော်ပါဘူးဒိုရိုသီပြောသည်ဒါပေမဲ့တချို့လူတွေကြတော့လေအသက်ကြီးလေ ပိုတော်လာလေပဲငါအခုငွေမညစ်တော်ဘူးဒါပေမဲ့အခုငွေညစ်တဲ့လူတယောက်ကို တွေ့နေပြီ သူမရော့သ်ကိုပြုံးပြသည်ရော့သ်ကသူ့ကိုပြန်ဆိုင်ကြည့်နေသည်ရှင်းပါလို့ခြင်းလို့လေသူမပြောသည်ဒိုရိုသီဘန်းလက်ဖြန့်လိုက်ပြီးငါရဲ့ပေါင်90ကိုပြန်လိုခြင်းတယ် သုံးမိနစ်ကြာရင် Rose သည်သူမ၏ Fiat ကားကလေးကိုမောင်းပြီးအရက်ဆိုင်ကားပါကင်ထဲမှမောင်းထွက်လာခဲ့သည်။သူမအရန်ကိုဒေါသပုံထနေသည်။သူမဒေါသထွက်နေ၍ကားကိုမြ мян မောင်းခဲ့သည်။အရက်ဆိုင်မှ2ကီလိုမီတာအကျော် Rose ကလမ်းပေါ်မောင်းထွက်မှာနေရန်တစ်ခုကိုတိုက်မိသွားသည်။သူမမသိဒါပေမဲ့လက်တစ်ဖက်နဲ့ခြေထောက်တစ်ဖက်ကျိုးသွားသည်။ခေါင်းလေပြင်းပြင်းထန်ထန်ဒဏ်ရာရသွားသည်။သူမမလုံနိုင် ကားထဲမှလည်းမထွက်နိုင်ဖုန်းကိုယ်တော်မှလှမ်းမယူနိုင်တနားရီလောက်ကြာရင်ရဲဝံထန်းတို့သူမကိုကားထဲမှ ရှာတွေ့သွားသည် လူနာတင်ရင်ခေါ်လိုက်သည်ရိုးစီမျက်နှာဖြူဘက်ဖြူရဖြစ်နေပြီးစကားလည်းမပြောနိုင်ရဲဝံထန်းများကလည်းမနှိမ့်မြဟန်ပုံပေါ်သည်သူ့စီကအယံ့နဲ့ရတယ်ပထမရဲဝံထန်းကပြောသည် နောက်ထပ်အယံ့မူပြီးကားမောင်းတဲ့သူတယောက်ပဲဒုတိယရဲဝံထန်းကပြောသည်လူတွေကဘာလို့များမူပြီးကားမောင်းကြတာပါလဲ ဆရာမူမိတ်ဆွေများခင်ဗျာအခုဆိုရင်တော့စာရေးသူဆရာမူရေးသားထားတဲ့ချင်းညိုးမန်နဲ့မှုခင်ဝိထုတို့များလို့နာမည်ရတဲ့ဝိထုကိုဖတ်ပြလို့ပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်အခုလိုမျိုးနားထောင်ပေးခဲ့ကြတဲ့မိတ်ဆွေအပေါင်းကလည်းကျွန်တော်တို့ရဲ့ Listeners Heaven Channel ကနေအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာမိတ်ဆွေတွေအားလုံးလည်းတာယာအေးချမ်းတဲ့နေကလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါရခင်ဗျာ